ခုတင်ဆက်ပေးမယ့်သတင်းကတော့ NAA ဖြစ်စေပြီးစားတောက်ရံမတင်တဲ့အစားအစာတင်သွင်းလာမှုကို တွေးရှိရပါကပြင်းထန်စွာအရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အနေရဖြစ်စေပြီးစားတော့ဖို့မတင်တဲ့ဖဲအစားအစာမစိုးနေဆက်ကတဆင်ပြည်တွင်းကိုတင်သွင်းလာမှုတွေကိုတွေ့ရှိရပါကပြင်းပြင်းထန်တဲ့အရေးယူသွားမှာဖြစ်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ရဲ့ပြောကြားမှုအရသိရပါဗျ လက်ရှိမှာတော့နေဆက်ဂိတ်တွေကနေပြည်တွင်းကိုတင်သွင်းတဲ့မြည်သည့်စားသောက်ကုန်ကိုမဆို FDA ရဲ့ထောက်ခံချက်ပါမှတင်သွင်းခွင့်ပြုထားတာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်တရားမဝင်လမ်းကြောင်းကနေရှောင်ကွင်းသွားလာတဲ့ယူမှုတွေအတွက်လဲမူဆယ်105မိုင်စခန်းမှာတားဆီးစစ်ဆေးနေတယ်လို့မူဆယ်နယ်ဆက်ကုံသွဲရေးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးနန္ဒာရဲ့ပြောကြားမှုအရသိရပါဗျ။ ဒီလိုစစ်ဆေးရမှာလူခန္ဓာကိုအတွင်းဝင်ရောက်မဲ့စားသောက်ကုန်မှန်သမျှအားလုံးကိုအထူးကြက်မှတ်စစ်ဆေးနေတာဖြစ်ပြီး FDA ထောက်ခံချက်မပါပါကလုံးဝတင်သွင်းခွင့်မပြုဘူးလို့လည်းဆိုပါရယ်ဒါအပြင်တရုတ်နိုင်ငံကစားသောက်မှုမတင်တဲ့ဆန်တွေဝင်ရောက်လာပါကနေဆက်ရှိဆန်ကုန်တွေတွင်အနေနဲ့သက်ဆိုင်ရာဆန်စပါးအသင်းအဖွဲ့များဝန်ကြီးဌာနများထံချက်ချင်းတရေပို့ဖို့အတွက်မူဆယ်ဆန်စပါးလုပ်ငန်းအသင်းကနှိုးဆော်ထားတယ်လို့လည်းသိရပါရယ် မြန်မာတရုတ်နယ်စပ်ရှိမူဆယ်နယ်စပ်စခန်းကနေအကောက်ခွန်မဲ့ပစ္စည်းတင်သွင်းလာမှုတွေကိုစစ်ဆေးလျက်ရှိနေပြီးဧပြီလနဲ့မေလအတွင်းမှာအကောက်ခွန်မဲ့ပစ္စည်းတင်သွင်းမှုကနေ7,600ကျော်ဖမ်းဆီးရမိထားပါတယ်။ ဒီလိုဖန်ဆီးရမှုတွေထဲမှာစားသောက်ကုန်ပစ္စည်းအများဆုံးပါဝင်နေရဖြစ်ပြီးချောကလက်၊ချိုချင်း၊ကြက်ဥနဲ့ကြက်သားစတဲ့စားသောက်ကုန်တွေကိုတင်သွင်းလာတာကိုတွေ့ရှိရပြီးသက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းအရေးယူဖို့ဆောင်ရွက်လျက်ရှိတယ်လို့မူဆယ်နယ်ဆက်ကုန်သွယ်ရေးဌာနဒုတိယညွှန်မှုရဲ့ပြောကြားချက်အရသိရပါရရှင်။ အနိုဗိုစီကိုတနေ့တလုံး၄၀မှန်မှန်တောက်တာကြောင့်အများရန်လန်းဆန်းတက်ကြွပြီးအလုံများများကိုမြ мян ဆန်ဆန်နဲ့ဖြေရှင်းအောင်မြင်နိုင်ပါတယ်။အနိုဗိုစီကြောင့်စိတ်ဖိစီးမှုကင်းဝေးပြီးအောင်မြင်မှုပန်းနိုင်ကိုလှမ်းကင်နိုင်ပါလိမ့်မယ်။၄၀တောက်ပြီးအနိုဗိုစီ